မြန်မာစစ်တပ်ရဲ့အသက်သွေးကြောလို့ပြောလို့ရတယ်ကာကွယ်ပစ္စည်းထုတ်လို့ရကပ္ပစစက်ယုံတွေမြန်မာနိုင်ငံမှာစုစုပေါင်း25ယောက်ထိရှိပါတယ်အေယာဝရမြက်နောက်ဖက်ချမ်းမှာ16ယုံရှိပြီးတော့အေယာဝရမြက်ရဲ့အရှိဘက်ချမ်းမှာ9ယုံထိရှိပါတယ်အခုချိန်မှာတော့မြက်နောက်ဖက်ချမ်းမှာရှိတဲ့ကပ္ပစစက်ယုံတွေဟာအာရခတ်တပ်တော်အေအေနဲ့ဒေတာချေဆိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တွေရဲ့စီးရေးချင်းချောက်မှုတွေကြောင့် နေပြည်တော်ကစစ်ဗိုလ်ချုပ်တွေဟာမြေခုံးလှုပ်နေကြပါပြီအဲ့ဒါကြောင့်ပဲစစ်တကကပ္ပစစယုံတွေထိခိုက်မှုမရှိစေရန်အတွက်အပြင်းအထန်ခုခံကာဝေနေကြပါတယ်ဒီနေ့ပြည်တော်မှာတော့မြန်မာစစ်တပ်အတွက်လိုအပ်တဲ့လက်နက်ခဲယံစစ်ကားတွေတင်ကားတွေဟောင်ဝေစာအမြောက်တွေမဆိုင်ဒုံးကြီးတွေစသဖြင့်ဆက်လက်နဲ့ပစ္စည်းတွေကိုထုတ်လုပ်ပေးနေတဲ့ကကထုတ်အကြောင်းလေးကိုတင်ဆက်ပေးကြပါမယ်ပထမအဆုံးအနေနဲ့ကကထုတ်ရဲ့အောက်မှာ ကာဝေးပစ္စည်းဆက်ယုံကပ္ပစနဲ့တမတော်ကြီးစားဆက်ယုံတက္ကစားဆိုပြီးတော့နှစ်မျိုးခွဲခြားထားပါတယ်ဥမာကပ္ပစကနေဟဝေစာအမြောက်တွေကိုတင်ဖို့အတွက်ကားတွေလိုအပ်တဲ့ဆိုရင်အဲ့ဒီကားတွေကိုတက္ကစားတမတော်ကြီးစားဆက်ယုံကနေပြီးတော့မှထုတ်လုပ်တာဖြစ်ပါတယ်ဆက်ပြီးတော့ကပ္ပစဆက်ယုံတွေကမြန်မာနိုင်ငံမှာစုစုပေါင်း25ယုံထိရှိပါတယ်တမတော်ကြီးစားဆက်ယုံလို့ခေါ်တဲ့တက္ကစကတော့၄ခုပဲရှိပါတယ်။ဒီနေရာမှာထူခြားတာတစ်ခုကတော့ ဒီကဘာစာဆက်ယုံတွေတမလို့ကြီးစာဆက်ယုံတွေအကုန်လုံးကမြန်မာနိုင်ငံအလဲပိုင်းနဲ့မြေပြန့်ဒေသတွေမှာပဲရှိပါတယ်အကြောင်းကတော့1948ခုနှစ်လွတ်လပ်ရေးနဲ့အတူပေါ်ပေါက်လာတာကတော့တိုင်နာလက်နက်ကင်တော်လိုင်းရေးတပ်ဖွဲ့တွေပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲလုံခြုံရေးအားနည်းပြီးတော့လက်နက်ကင်တပ်ဖွဲ့တွေများတဲ့တိုင်နာဒေသတောင်ပေါ်ဒေသတွေမှာဆက်ယုံတည်ဆောက်ရတာကိုတွေ့ရမှာဖြစ်ပါတယ်ကဘာစာဆက်ယုံတွေဆိုရင်အရာဝတီမြေအနောက်ဖက်ချမ်းမှာဆက်ချုံရှိပြီးတော့မြေရဲ့အရှေ့ဘက်ချမ်းမှာ ကိုးယုံထီရှိပါတယ်တက္ကသဆက်ယုံတွေကတော့မန္တလေးတိုင်းမြစ်ချီလာမှာနှစ်ယုံရှိပြီးတော့မြင်းကြံနဲ့တာစီမှာတယုံစီဖြစ်ပါတယ်ကာဝေးပစ္စည်းဆက်ယုံကပ္ပဆတွေကတော့မကွေတိုင်းမှာ15ခုပဲခူးတိုင်းဒေသကြီးမှာ9ခုနေပြည်တော်တက္ကသိုလ်မှာ2ခုနဲ့ရန်ကုန်တိုင်းတိုက်ကြီးမှာတယုံတို့ပဲဖြစ်ပါတယ်ဆက်ပြီးတော့ကဘာစားတခုချင်းစီရဲ့အကြောင်းအရာတွေနဲ့ဘာတွေကိုထုတ်လုပ်နေကြတယ်လဲဘလို့လက်နက်ခရမ်းတွေကို ထုတ်လုပ်နေကြတဲ့လဲဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးကြပါမယ်။ကပ္ပစတင်းနဲ့ကပ္ပစ၄ဟာနေပြည်တော်တက္ကသိုလ်မှာတည်ရှိပါတယ်။ကပ္ပစတစ်ကို1958ခုနှစ်ကပ္ပစ၄ကို1968ခုနှစ်မှာအတီးတီးတည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ကပ္ပစစတစ်ကထုတ်လုပ်ပေးလိုက်တဲ့ MA series 7နှစ်လက်နက်ငယ်တွေကိုကပ္ပစတင်းနဲ့၄ရာနေအချောတက်ထုတ်လုပ်ပေးတာပဲဖြစ်ပါတယ်။ကပ္ပစ တင့်တဲ့၄ဟာဆိုရင်တဏျာထဲမှာရှိပြီးတော့ဂိတ်ပေါက်ကလည်းတစ်ခုတည်းပဲဖြစ်ပါတယ်ကပ္ပစတ်၁ကိုတွားကျင်တော့ဂိတ်ပေါက်ရဲ့ဘယ်ဘက်ကိုတွားရပြီးတော့ကပ္ပစတ်၄ကိုတွားကျင်တဲ့ဆိုရင်ဂိတ်ပေါက်ရဲ့ညာဘက်လမ်းကိုတွားရမှာဖြစ်ပါတယ်ကပ္ပစတ်၂ကိုတော့မကွေးတိုင်းအထက်မင်းလားမြို့နယ်မလွန်မြို့မှာရှိပြီးတော့1958ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်မော်တာကြီးစံအမြောက်ကြီးစံတွေဖြစ်တဲ့120မမ105မမ87မမနဲ့60မမဒုံးကြီးစတာတွေကိုထုတ်လာဖြစ်ပါတယ် ပ္ပစတ်တုံးကတော့ပဲခူးတိုင်းဘရောင်းမြို့နယ်စင်တက်စခန်းမှာရှိပြီးတော့1960ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ကပ္ပစတ်နှစ်လိုပဲမော်တာကြည်စံအမြောက်ကြည်စံတွေဖြစ်တဲ့120မမ105မမ87မမနဲ့60မမကြည်စံတွေကိုထုတ်လုပ်ပါတယ်။အခုချိန်မှာဆိုရင်ဒီပြည်တွင်းစစ်ကိုရင်ဆိုင်နေရတဲ့မြန်မာစစ်တပ်ကကပ္ပစတ်တုံးကနေပြီးတော့မှမော်တာကြည်စံအမြောက်ကြည်စံတွေကိုတလောက်4000နှုန်းနဲ့ ထုတ်လုပ်နေပြီပဲဖြစ်ပါတယ်ကပ္ပစ9နဲ့ကပ္ပစ16ကတော့ဘကိုတန်းဒေတာကြီးအုတ်ရှိပင်မြို့မှာရှိပါတယ်ကပ္ပစ9ကို1969ခုနှစ်နဲ့ကပ္ပစ16ကိုတော့2000ဝန်းကျင်မှာအတီးတီးတိစောက်ခဲ့ကြတာဖြစ်ပါတယ်၎င်းတို့စက်ရုပ်နှစ်ယုံလုံးကရမ်းချက်စက်ုံတွေပဲဖြစ်ပါတယ်ရမ်းချက်တဲဆိုတာတပတ်လုံးလုံးကြာတဲ့အတွက်ရမ်းချက်တဲ့အချိန်မှာမိရလုံးဝပြတ်လို့မရပါဘူး ဲဒါကြောင့်မလို့ရန်ချက်တဲ့စက်ယုံတွေကို24နိုင်မီအပြစ်လိုအပ်တာမလို့လက်ဆက်တအားလိုင်းကိုလည်းတီးတန့်ဆွဲထားတာကိုတွေ့ရပါတယ်ကပ္ပတာ6ကို1969ခုနှစ်မှာတည်ဆောက်ခဲ့ပြီးတော့အုတ်ရှိပင်မျိုးညောင်ချောက်ကျေးရွာနီးမှာတည်ရှိပါတယ်ကပ္ပတာ6ကတော့တန်ရီဂျုံစက်ယုံပဲဖြစ်ပါတယ်ကပ္ပစခုံကို1989ခုနှစ်မှာတိဆောက်ခဲ့ပြီးတော့ပဲခူးတိုင်းပြည်မျိုးကြော်စာတက်မြောစာစက်ယုံဒီမှာတည်ရှိပါတယ်ရေမြုံမိုင်းနဲ့ မြေမြုံမိုင်းကိုအဓိကထုတ်လုပ်ပြီးတော့တန်ကြက်ကကားတွေကိုလည်းပြန်လည်ပြုပြင်ထုတ်လုပ်နေတာကိုလည်းတွေ့ရပါတယ်။ကပ္ပစရှစ်ကိုလည်း1989ခုနှစ်မှာပဲတိစောက်ခဲ့ပါတယ်။မကွေးတိုင်းစင်ပေါင်ဝဲမြို့မှာအခြေစိုက်ပြီးတော့စင်ပြောင်းတဲ့ဟော်ဝီဇာအမြောက်တွေရဲ့အစိပ်ပိုင်းတွေကိုထုတ်လုပ်တာဖြစ်ပါတယ်။ကပ္ပစ9ကတော့ပဲခူးတိုင်းအုတ်ရှိပင်မြို့နယ်ကြောက်ဖူးကြီးရွာနီးမှာတည်ရှိပြီးတော့1986ခုနှစ်မှာတိစောက်ခဲ့ကြပါတယ်။ point 5 point 8မတ္တရမ96 ခွန်တရမ6နှစ်ကြည်စံတွေကိုအဓိကထုတ်လုပ်တာဖြစ်ပါတယ်ကပ္ပစ30ကို1993ခုနှစ်မှာဘကွေးတိုင်းအထက်မင်းလန်းမြို့နယ်ကုန်းကြီးကျေးရွာနီးမှာတည်ဆောက်ခဲ့ကြပါတယ်ကပ္ပစ30ကတော့အရေးကြီးပါတယ်တာဝတ်ပြည့်မဆိုင်ဒုံးကြီးတွေ A2L ဒုံးကြီးတွေ A2 ground ground to air မဆိုင်ဒုံးကြီးတွေကိုအဓိကထုတ်လုပ်ပါတယ်ကပ္ပစ17ကိုတော့1993ခုနှစ်မှာတောင်ကိုရီးယားကဒေဝူကုမ္ပဏီကနေစက်တီဝယ်ယူပြီးတော့ 1995-96ခုနှစ်မှာအပိတတိဆောက်ခဲ့တာဖြစ်ပါတယ်။ရန်ကုန်တိုင်းတိုက်ကြီးမှာတည်ရှိပါတယ်။ကပ္ပစ71ကနေ MAC 7နှစ်တွေကိုကုန်ကျန်းထုတ်လုပ်ပြီးတော့မှအဲ့ဒီကထုတ်လုပ်တဲ့ကုန်ကျန်း MAC 7နှစ်တွေကိုကပ္ပစတင်တဲ့ကပ္ပစ400အချောတက်ပြန်လဲထုတ်လုပ်ပေးတာပဲဖြစ်ပါတယ်။ကပ္ပစ71ကိုတော့1998ခုနှစ်မှာတည်ဆောက်ခဲ့ပြီးတော့မကွေးတိုင်းတေးရမြို့နယ်စခန်းကြီးကျေးရွာနယ်ဗရောက်ပင် ကြေးရွာတောင်ဘက်၃မိုင်กว่าမှာတည်ရှိပါတယ်။တရငါမမ120မမ60မမနဲ့87မမဘုံကြီးတွေကိုကပ္ပစ3ထက်အစပေါင်းများစွာထုတ်လွှင့်နိုင်တာဖြစ်ပါတယ်။ကပ္ပစ73ကိုမကွေးတိုင်းစင်ပေါင်းဝဲမြို့နယ်လက်ပံကြေးရွာနီးမှာတည်ရှိပြီးတော့1998ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ရင်းမြုံမိုင်းနဲ့လက်နေကြီးအစိပ်ပိုင်းတွေကိုအဓိကထုတ်လုပ်ပါတယ်။ကပ္ပစ14ကတော့ မကွေးတိုင်းငဖဲမြို့နယ်မှာတည်ရှိပြီးတော့1996ခုနှစ်မှာရခိုင်ရိုးမကိုကျောရနောက်ခံပြုပြီးတော့တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။လင်းနေငယ်များအတွက်လိုအပ်တဲ့ကြီးစံများကိုအများအပြားထုတ်လုပ်ပေးပါတယ်။အခုချိန်မှာတော့အာရခတ်တပ်တော်အေအေးရဲ့ထိုးစစ်ကြောင်လက်ရေကန်ကိုရပြီးတဲ့နောက်မှာကပ္ပစစ်၄ဟာစစ်ဗိုလ်ချုပ်တီအတွက်မြခုံးလှုပ်ရှားဖြစ်နေပါတယ်ကပ္ပစဆန်ကတော့မကွေးတိုင်းအွန်လိုင်းမြို့နယ်ရွာမထုံးရွာအနီးမှာတည်ရှိပြီးတော့ 2000ခုနှစ်ဝင်းကျင်မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်ကပ္ပစ15ကတော့ guest တွေအဓိကထုတ်လုပ်တာပဲဖြစ်ပါတယ်ကပ္ပစ16ကတော့မကွေးတိုင်းအွန်လန်မြို့နယ်ရှေးဘတော်ကြေးရွာအနီးမှာတည်ရှိပြီးတော့နဝတက်ခဲ2000ခုနှစ်မှာတိစောက်ခဲ့ကြလာဖြစ်ပါလေ60မမရဲ့ဘုံဒီထိပ်ဖူးတွေကိုအဓိကထုတ်လုပ်တာပဲဖြစ်ပါလေကပ္ပစ78ကို2000ခုနှစ်မှာမကွေးတန်းတောင်တွင်းကြီးမြို့နယ်မှာတိစောက်ခဲ့ရပါလေစစ်ဘတုံးမှန်ဘလူးတွေကိုအဓိကထုတ်လုပ်တာပဲဖြစ်ပါလေဆိုတော့ ဒီကပ္ပစစက်ယုံတွေရဲ့အကုန်လုံးကိုကြည့်လိုက်မယ်ဆိုရင် မြေကအနည်းဆုံးအကန့်900ကျော်သိန်းနီးပါးထိရှိပါတယ်ဒီလိုကပ္ပစစက်ယုံတွေတိဆောက်တုံးကဆိုရင်ဒီစီမံကိန်းထဲမှာပါတဲ့ရရာတွေပြီးတော့ပြည်သူပိုင်တဲ့လေယာဉ်မြေတွေကိုစစ်တကအဆက်မတန်ဈေးနှင်ပြီးတော့ဝယ်ယူခဲ့တာဖြစ်ပါတယ်ဒါပေမဲ့စစ်တကပြန်ချောတဲ့အနေနဲ့ အဲ့ဒီဆေးရုံအနီးနားရွာလူတွေကိုဆက်ရုံမှာပဲပြတားစစ်တီအစားကန်နေနဲ့အလုတ်ကန်တွေဖန်တီးပေးခဲ့ပါတယ်ဆိုတော့ကျန်တဲ့ကပ္ပဆဆေးရုံတွေရဲ့အကြောင်းအရာတွေနဲ့ဒီတမလို့ကြီးစားဆေးရုံတက္ကဆအကြောင်းတွေတော့နောက်ပြီးတော့မှပဲတင်ဆက်ပေးပါဖြစ်ပါတယ်